တနာလို့ရောင်းစားရအောင်ဂျက်တွေပေးရတယ်ဆက်မပေးလို့အိမ်ရှိကြီးလာဖြစ်တဲ့အဖွာမင်္ဂလာပါအော်ရီယိုဘိုင်းစော်နိုင်ကနေကြိုဆိုပါတယ်ဒီကံမှာတော့တနာလို့ရောင်းစားရအောင်ဂျက်တွေပေးရတယ်ဆက်မပေးလို့အိမ်ရှိကြီးလာဖြစ်တဲ့အဖွာတယောက်ကြောင့်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာကမစင်အကြောင်းနေလဲပါတော့အစားအမတင်တော့ဘူးလို့တွေးနေတာပါ အကြောင်းစုံကိုသိရတဲ့ခံမှာတော့လူတွေရဲ့စိတ်ရောက်စိတ်ပုတ်တွေကိုနားလည်ပြီး ဒီလိုမျိုးအခက်ခဲကြုံလာခဲ့ရင်မတည်ဘူးမရှိရလေအောင်ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ပထမဆုံးဖြစ်စဉ်အကြောင်းသူစာနဲ့အပြည့်စုံရေးထားတာကိုကျွန်တော်ဖတ်ပြပေးပါမယ်။အဲ့ဒီနောက်မှာတော့ကျူးလွန်သူအဖွားရဲ့ဘလိုမျိုးကျူးလွန်တယ်လဲဆိုတဲ့ CCTV မှတ်တမ်းနဲ့ဝန်ခံတဲ့ဗီဒီယိုဖိုင်တွေကိုဖတ်ပြပေးပါမယ်။နောက်ဆုံးမှာတော့အင်ရှင်ညီမလေးလိုက်လွင်ပြီးရှင်းပြထားတာကိုအ мян လေးပြန်လည်တင်ဆက်ပေးပါမယ်။အဆုံးထိအောင်အားပေးကြည့်ရှုပေးပါဦးခင်ဗျာ။ ပထမဆုံးသူရေးထားတဲ့စာကိုဖတ်ပြပေးပါမယ်။အဖွားကိုတနာနေတဲ့သူတွေကိုကျမနားလဲပါတယ်။ဖြစ်စဉ်အစဆုံးတေချာပြောရမယ်။ကျမတို့ကြောင်များပြောင်းလာတာတနစ်ကျော်ဝန်းကျင်ပဲရှိပါသေးတယ်။အဲ့ဒီအဖွားကြီးကကျမတို့အိမ်ရှိပထမထက်ကပါ။အညာကလာတဲ့အဖွားပါ။သူသမက်တွေသမီးတွေကအလုတ်အရမ်းများတဲ့သူမို့နယ်ကနေမြေးကြည့်ပေးဖို့ခေါ်လာတဲ့လူပါ။သူ့သားသမီးတွေလည်းကျမမမြင်ဘူးပါဘူး။ ကောလောက်ကိုလုံနေကြတော့တယောက်နဲ့တယောက်မသိပါဘူးအိမ်နားပတ်ဝန်းကျင်မှာတော့အဲ့ဒီဘွားကိုမြင်နေကြဆိုတော့ကျမတို့အိမ်နဲ့သိပါတယ်သိတယ်ဆိုတာကခင်မင်းရင်းနေတဲ့အစ်စ်မဟုတ်ပါဘူးညနေမွဲလေးမှတနားလို့စားစရာပေးမုံပေးလိုက်နဲ့အိမ်ကအမိုက်ဖြစ်တဲ့ဂတ်ထူတွေဘူးတွေခွက်တွေပေးဖြစ်ပါတယ်ဇေယောင်းအိမ်ဆိုတော့အမိုက်တွေအိမ်မှာမထားသလိုမရောင်းလဲမရောင်းပါဘူးသူ့ကိုအမြဲပေးပါတယ် ီလိုနဲ့အဲ့လိုပေးရနေနောက်ပိုင်းမှာ तू ကတောင်းတက်လာတယ်အဝစားတွေဘာတွေညာတွေလည်းတောင်းတယ်အိမ်တွင်းရေးတွေလည်းဆက်စုလာတယ်ပြီးတော့စကားရောင်းစကားဝယ်လုပ်တယ်အဲ့ဟာနဲ့သူ့ကိုမခေါ်မပြောပြစ်တာတော့ပဲကျမနဲ့ရန်တော့မဖြစ်ဘူးပါဒါနဲ့အိမ်မှာရှိတဲ့စက်ကူတွေစားစရာတွေကိုသူ့ကိုမပေးပဲမိုက်လက်တွန်းတဲ့အကိုကိုပဲပေးပြစ်ပါတော့တယ်သူ့ကိုအရွယ်တိုက်ပြီးပေးတာမဟုတ်ပါဘူးအမိုက်တွန်းတဲ့သူက ကျမတို့အမိုက်ကိုပစ်ပေးလို့ကိုကစားစရာတွေဂတ်ထူတွေပေးလိုက်တာပါအဖေါ်ကြီးကဒါကိုအညှိုးထားတာပါပြီးတော့သူသမီးတွေပြောတာကသူ့အမေကဘိုက်ဆန်ကန်ကျင်သုံးနေတယ်သူသမီးတွေကစားစရာတွေပဲဝယ်ကျွေးတယ်ငွေပေးမကင်ပါဘူးသူကငွေကန်ကျင်တော့လမ်းမှာရေတံမှုတွေတွေ့ရင်ကောက်သိမ်းထားတယ်ဂတ်ထူတွေဆိုလဲကျမဘယ်အိမ်ကထင်းရောက်တဲ့အိမ်ကလည်းဂတ်ထူတွေပေးတယ်နောက်ပိုင်း ဆက်စုလို့ဆိုပြီးတော့မပေးကြတော့သူ300ဆရာဝန်ငွေမရှိတော့ပါဘူးအဲ့ဒီနောက်ပိုင်းဂျမအိမ်က အမိုင်လဲတွေမလာတဲ့အခါအမိုင်6တွေကိုအိမ်ရှိထုတ်ထားတတ်ပါတယ်သူကညာဘက်လူအိတ်ချိန်လာမှွေပြီးအိမ်ရှိအိတ်ထရလိုချင်တာယူကျန်တာကိုတုံထောက်ပြီးအိမ်ရှိအမြဲဖွာခဲ့လေရှိပါတယ်ဒါကလည်းလမ်းဘေးအမိုင်ကောက်ထင်လို့အမှုမဲ့အမှတ်မဲ့သတိမထားခဲ့မိပါဘူးဒါတော့ သူသမီးဟာတရက်မြင်တော့အဲ့ဒါလို့မလုပ်ဖို့ပြောခဲ့ဘူးတယ်လို့ဆိုပါတယ်သူ့အမေကနားမထောင်ပါလုံမြဲတိုင်းဆက်လုပ်ပါတယ်အဲ့ဒါလို့အမိုက်တွေလည်းအမြဲလာဖတော့အမိုက်အိတ်လည်းနောက်ပိုင်းမှာထုတ်ဖြစ်တော့ဘူးအမိုက်တွေလာဖနေရလဲအကြင်ကြင်ကိုကျမတို့မရိပ်စားမိသလိုအမှုမဲ့အမှတ်မဲ့ထားခဲ့ပါတယ်အဲ့ဒါလို့လောက်တာလဲအချိန်က၃လလကျော်လုံနေတာပါ ကျမတို့ကလည်းအရန်ပေါ်ဆတာ ကိုပတ်ဝန်းကျင်ကလူတယောက်အညိုးနဲ့ကိုယ်ကိုလှုပ်နေတာမသိအောင်တုံးပါလေနောက်တော့အမိုက်တွေလည်းမထုတ်တော့ဘူးအိမ်ထဲမှာပဲထားတော့တယ်အဲ့တော့ तू ကနောက်တနည်းထက်ကြံစီတာပါတရချားတခါချီးရွယ်လာပြစ်တာအစားရက်တွေကချီးရွယ်အပုံလိုက်ဆိုတော့အမိုက်ကောက်တဲ့သူပဲလို့တွေးလိုက်တာဒါပေမဲ့လည်းအမှုမဲ့အမှတ်မဲ့နေသေးတယ်နောက်ပိုင်းညားလာတယ် ိုင်နေတီဝင်အောင် ကြီးပုံးနဲ့ကိုလာပစ်တာဒါနဲ့စိတ်ကမသွင်းကားဖြစ်တာနဲ့လူဝဲချိန်ကိုလာရွေးလောက်တာမို့လို့ CCTV တက်လိုက်ပါတယ် CCTV ဖွင့်ကြည့်မှသူမှန်းသိတာပါအန်အောလို့လည်းမဆုံးပါဘူးသူကအောင်လန်းမဟုတ်ဘူးပြောပေမဲ့ဒီတလလုံးလက်တွေပိတ်စိတ်တွေတူအလောက်တွေရအစမပြေဖြစ်နေတာပါကျမနဲ့ပတ်သက်တဲ့သူတွေဆို ကျမအရန်ကြီးပြတယ်တခါမှအဲ့လိုမရှုံးမပေါ်ဘူးလို့အကျွေးတောင်းတင်တယ်သူက တက်တဲ့နမ်မီယာတောင်ညင်းပါလေသူမလုပ်ဘူးတဲ့ကျမတို့က CCTV ပြမှာအော်ဆိုပြီးဒီနေ့တော့လုပ်တယ်အရင်ရက်ကသူမလုပ်ဘူးတဲ့အဲ့ဒါနဲ့အရင်ရက်ကဟာတွေရောပြမှာဝန်ခံတာပါဒါရောယာယီမှုရောပြပြီးသူ့ကိုကျမတို့အိမ်ရှိသူ့ချီးရလာစေးခိုင်းတာပါသူသမီးတွေကငိုယိုတောင်းပန်လို့ရက်ွက်လူကြီးအိမ်မှာခံဝန်နဲ့ခွင့်လွှတ်ပေးလိုက်ပါတယ်နောက်တစ်ချိန်ဆို လုံးဝခွင့်မလွတ်ပါဘူးအရေးယူရမယ်အခုပြဿနာဖြစ်ချိန်မှာသင်္ကန်းသာရှားလိုက်တာကအများကြီးပါပဲနောက်နောက်လူတိုင်းကမတနာမိဖို့လောကမှာမတနာလိုက်တဲ့သူတွေအများကြီးဆိုတာကိုရွစ်ခံဘူးမှနားလဲတာပါဒါတော့အရင်ရှင်ညီမလေးရေးထားတာကိုဖတ်ပြပေးခြင်းဖြစ်ပါတယ်ဒီဖိုင်ဒီလိုမျိုးလာရောက်ကျူးလွန်တဲ့ CCTV မှတ်တမ်းများနဲ့တူဝန်ခံတဲ့ဗီဒီယိုတွေကိုဖွင့်ပြပေးပါမယ် ဟုတ်လားဟုတ်လားဆိုအဲ့မှာနော်ဒီချီးနဲ့နေရာလေးဈေးဝယ်သူတွေလေဟိုဟာဖြစ်လုံးလို့လေနန်လုံးလုံးငါအေယိုလေးနှခေါင်းတော်ရှုပ်တယ်ငချောက်ရောင်းနေဆိုရင်မချီးနဲ့နဲ့ငချောက်နဲ့ခွဲတတ်တယ်ယူလေးနေပုံလိုက်ခတ်လာလေဟိုဟာရေကိုဟာပေါ့ကငါရိုင်းရင်သူများထက်ရိုင်းနေနော်ညီမကျဲလို့ပြောပါအပါဘုရားသခင်ကိုလောက်လိုက်ကြတဲ့ခဏကကုလားသမီးကိုဘလောက်တနာဖို့ကောင်းလဲကြည့်ကြသမီးမတနာတဲ့သမီးကိုကြည့် 嘞，哎，比如包山的，我都没哭不露珠没到不我当初的，没 <noise> 嘞，我面片，不 <noise> 嘞，啊？我讲我哭哭露珠人家都哭不露四，看啥样嘞？啊，露对嘞，对，露珠子，露珠子对，他剃头堆的来，堆的。等于说背了割土还不老样嘞。老七呢，老呢剃过。没买没没早些呢背过，哪都一没背过。是的，我都不 ူးတင်စိတ်ပဲရှိတာပါနားလည်းပေးလိုက်မယ်နော်။သမီးတွေမြင်တာ၊သမီးမြင်တာကြောက်ဒီမှာကြီးလိုက်မယ်။တကယ်တော့မပြီးဘူးနော်။သမီးပြောပြမယ်။အခုချီးတွေနေတိုင်းလောင်းတာ၊လောင်းသားရတာ။လောင်းသားရမှုတရားမှရှိတော့။ဟဲ့။အဖွားအသက်ဘယ်လောက်ရှိပြီလဲ။အဖေ60 60အဖွားရွယ်တရဖရတရားလုံးရမယ်ရွယ်စိတ်ပြီးကြင်ရမယ်ရွယ်ချီးအိုးကြင်ရမယ်ရွယ်မဟုတ်ဘူးသီလား။သူများကိုမကောင်းမဲ့ကြံမင်းနဲ့ကိုကိုသေရင်ပါသွားမယ်ဖရတရားလုံးရမယ်ရွယ်ဖြစ်နေပြီ။သီလား။ ခွားရဲ့စိတ်ထဲမှာအများနဲ့သူများကျွန်တော်ဘယ်လိုမှလိုက်သွားမှာခလေးတွေပြောတာမှန်နေတော့တချို့ဟာဟာသူကလည်းအဲ့ဒါတွေမလုပ်ကြည့်ဘူးနော်ခါတဲ့မဟုတ်ဘူးအခုခေတ်ကလည်းနေမြင်ညာပြအခွားဒီနေ့ဟောဖြစ်မနေ့ပြန်မသိဘူးဘသူပြောနိုင်လဲအာမဘသူမှမခံရဘူးနော်ကိုလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးနော်ဟုတ်ကဲ့ပါမြန်မာပါနေ့ပြန်ကနေ့ပြန်ကလောက်စီကြတော့ရွှေပြည်တို့တောင်တကုံကကားထွက်လာလားအခွားတမီးတို့နောက်ထပ်မြင်ပြီလို့ရှိရင်အခွားတမီးတို့ဘာလုပ်ရမလဲ တော့ဟိုကပြုလိုက်ဒီနေ့ကတော့ရက်ွက်လူကြီးရဲ့ဆုံးမမှုကြောင့်တမီးတို့ကဒီလောက်လောက်နဲ့ပဲနားလဲပေးလိုက်မယ်နော်နောက်တစ်ခါဆိုရင်တော့လေတမီးတို့ကရတယ်နော်ဘယ်သူမှကူးမဆိုင်ဘူးဟိုဒီတလောက်တော့တမီးတို့ကဘယ်လောက်ထိနစ်နာวะအဖားသိလားခုနလေခုနလိုက်လွင့်နေနဲ့လိုင်းကြွားလို့ဒီချိန်မှာသူ့ရဲ့အခုဖြစ်တဲ့ ြဿနာတွေကိုသူ့သားသမီးတွေကရှက်တယ်ဘာညာဒီချိန်မှာခိုင်းလို့တိုက်ခိုက်လဲမကြိုက်မကြောက်တော့ဘူးเนาะမကြောက်တော့ဘူးဘာလို့လဲဆိုတော့ကိုကိုတိုင်းလည်းတည်တည်နေကိုရဲ့မိဘကဘလို့အေဥပမာဒီအဖွားကြီးကစိတ်ရောဂါဝေဒနာခံစားနေရတယ်ဆိုလည်းဒီတိုင်းမလွတ်ထားသင့်ဘူးသူ့ကိုအယူထောင်ပို့သေးပို့ရမှာပဲလीနော်အယူလက်မှတ်ရှိအဲ့လိုမျိုးနေရမှာလीစေးစေးရုံရဲ့လက်မှတ်နဲ့ဒီလူပံကိုကြည့်မှာနေလို့မရဘူးလीနော်ဒီလိုမျိုးအယူစိတ်ရှိရအယူစိတ်ရှိနေရင်လည်း သူ့သမီးပြောလာတော့စိတ်ယောဂတခုခုတော့ပြောတယ်သူ့မိကတော့အောက်လန်းအောက်လန်းတော့မတက်ဘူးတဲ့သူများစီးပွားရေးလည်းပြက်လို့ပြက်ညမလို့ဘူးဒါပေမဲ့သူ့မိကတော့ပြောလိုက်ပါတယ်သူ့ကိုတဲ့ဒီလိုမျိုးအရင်တော့ပေးနေကြွေးနေရနေပြီးတော့သူ့ကိုဒီလိုမျိုးမလုပ်တဲ့အတွက်သူ့စိတ်ထဲမှာမြင်နေရတာသူမခံစားနိုင်ဘူးတဲ့ဒီအဲ့ဒါကိုသူနေတိုင်းမြင်ပြီးတော့သူ့စိတ်ထဲမှာသူကကြိတ်ကြံပြီးတော့ခိုင်းတော့နေတိုင်းချီးတွေလေချီးတွေဟိုကလှုပ်ပြီးတော့ချီးကိုချီးအိမ်သာတက်ချင်တဲ့အချိန်မှာချီးကိုအိမ်သာထဲမှာမစွန့်ဘူးခွက်လေးနဲ့ခံထားတယ်တင်းထားတယ်အဲ့ဒါကို ူလက်လာတော့လားဒီဟာကိုလက်ကြလေတာသမီးတွေမသိဘူးဆိုတဲ့ဟာလေမဖြစ်နိုင်ဘူးเนาะ तू ကလက်ကြလူဆိုတာချက်ချင်းချီးပါခြင်းနဲ့ဆိုရင်ချက်ချင်းအဲဒီနေ့ကလက်တရတော့ကောင်းလို့မချီးကြောင်းနေပဲပြောနေတာချီးပါခြင်းနဲ့ဆိုရင်ချက်ချင်းဒီအိမ်ရှိသွားပြီးတော့စွန့်လိုက်လို့မရအောင်เนาะ तू ကတိန်းထားတာတိန်းထားမြတ်မလားသူအခုဆိုလေခိုင်တို့အိမ်ပန်ဝန်းကျင်တချို့လူတွေကပြောရယ်ပေါ့เนาะဒီအိမ်ကတဲ့အရင်ကငချောင်းနဲ့ပဲနန်းတာအခုနောက်ပိုင်းဘာဒီနန်းဒီမမ်းမသိဘူးလေအရန်နန်းနေလေပုံနန်းနေအခိုင်ကတော့မြင်ကြီးတတ်เนาะမြင်ကြီးတတ်ဆိုအိမ်ရှိမှလည်းနန်းလို့လေကိုယ်လေနှာခေါင်းဆွကြဈေးဝယ်တဲ့သူတွေကလည်းခိုင်ကိုပြော အရန်နဲ့နာနှာခေါင်းလေးရှုပ်ကြရပါဘောနော်ကိုကလည်းလေကိုအိမ်မှာဖြစ်နေတယ်ပြဿနာကဒီလိုမျိုးဖြစ်နေတယ်ဒီလိုမျိုးဖြစ်နေကိုလည်းတိတ်ချာဆေးတာပဲသူ तू ကဘလို့လေလာလောင်းခဲ့လဲတော့မသိဘလို့ပဲဆေးဆေးဒီအနံ့ကမပြောက်ပဲနဲ့လေကိုပေါ့အရန်အရန်ကွာဘလို့ဘလို့ပြောရမှန်းတော့မသိတော့ခိုင်ခိုင်တို့လည်းဒီဘိတ်သူလေးဆိုတော့လေစကားကိုအဲ့လိုမျိုးလေ तू ရှင်းရှင်းလင်းလင်းနဲ့တိတ်ပြအရန်မပြောတတ်ဘူးဟိုတစ်ယောက်ကလည်းခိုင်းစီမှာဈေးဝယ်တယ်သူနှစ်ယောက်လာတယ်နှစ်ယောက်လာတော့တစ်ယောက်ကဒီ तू ကအထဲမဝင်တော့ဘူးတဲ့အပြင်မှာပဲထိုင်နေမယ်တဲ့ ပြင်မထိုင်နေတော့ငါသူ့မျက်နှာကိုကြည့်ရလေကိုကစိတ်မကောင်းအနက်နန်းတယ်သူကလည်းကိုယ်မပြောရဲဘူးလေဘယ်သူမှဆိုတာစီးဆောင်ရတယ်လေဟုတ်တယ်မလားနေအိမ်ကအရန်နန်းတာပဲဆိုပြောလေလူကနှောင်းမရှုပ်တာပေါ့ပြီးလို့ရှိရင်လေငါချောင်းနန်းနဲ့ချီးနန်းနဲ့ကိုလေဘယ်သူမှဆို꽌꽌ပြပြတိတယ်လေချီးတော့မလေးဒီနေ့ကတော့ခိုင်ဟိုဟိုသမင်းစားနေရဆိုဒီဗီဒီယိုမကြည့်နဲ့နော်ခိုင်ကတော့ဒီနေ့ပြောတဲ့ကိစ္စကတော့သူကဒီလိုလုပ်ခဲ့ဆိုတော့ဒီချီးပြဿနာနဲ့ပဲပြဿနာပြမယ်အရှိ အရှိရက်တွေတော့လည်းကြတော့ဘာလဲဆိုလေသူချီးလာပါတာအရှိရက်တွေကများတယ်ဒီနေ့ကနည်းတယ်အဲ့ချီးအိုးယူလာတဲ့ဟာဟာအစုံစားထားဆိုအစုံပလုံးမဟောဟောပေါ့အရန်လည်းနန်တဲ့ငယုတ်တီဖတ်တွေရောယွန်လိုက်တာအဲ့လေအခုသူများတွေကပြောအဲ့နေရာဦးတဲ့ငယုတ်တီတွေဖြန်းနေပြီလို့ရှိရင်လည်းစနွေးတွေဖြန်းနေအောင်လန်းနဲ့တိုက်ခိုက်တာတဲ့စီးပွားပြက်စီးပွားပြက်အောင်ပေါ့နော်သူ့ကိုလည်းကိုကမခေါ်တော့လဲဆိုတာသူ့ကိုမုန်းလို့လည်းမဟုတ်ဘူးဆက်စုလို့မခေါ်တော့တာဆက်စုလို့ ဟိုသူများခိုင်းလို့လေသူများပါစင်နေစိတ်ဝင်သားဘူး။ तू ကအရန်ဆက်ဆုလို့ဆက်ဆုလို့ကိုမခေါ်တော့တာ။ပြီးလို့ရှိရင်လေအဆက်ကြောက်လုံးဝမရှိဘူး။အဲဝစ်စားတွေလည်းခဏခဏလာတောင်းတယ်။ဝစ်စားတွေတောင်းလိုက်ထမိန်တွေတောင်းလိုက်ခိုင်းတော့မပေးဘူးလေ။မပေးဘူးဆိုတဲ့ဟာလည်းကျတော့ခိုင်းတော့မှလည်းခိုင်းတော့ရွာလူတွေကိုလည်းခိုင်းတော့ပို့ပေးရတယ်လေ။သူ့မှာမိသားစုမရှိဘူးလားဆိုတော့မိသားစုရှိတယ်။မှရမိသားစုရှိတယ်။သူ့မိသားစုကလည်းစင်းရဲငတ်ပြတ်နေတဲ့သူတွေမဟုတ်ဘူး။နော်စားနိုင်တောက်နိုင်တဲ့အလုံးလုံးတဲ့ နော်ဟိုသူများလိုမျိုးလမ်းဘေးမှာတောင်းစားနေတဲ့သူမဟုတ်လမ်းဘေးမှာတောင်းစားနေတဲ့သူတော်မှဒီလိုမျိုးစိတ်သက်ရှိမှာမဟုတ်ဘူးဘယ်လောက်ထိရောက်ညက်လဲသူများအိမ်ကိုသူများအိမ်ဦးကန်သူများအိမ်ဟိုအိမ်ဆိုတဲ့ဟာလေးဘာလဲဟိုလက်တွေဝင်နေနေရလေလက်ပိတ်အောင်သူလုပ်တာလေခိုင်တလလုံးမှာခိုင်ကစိတ်တွေဒေါသတွေဖြစ်တယ်စိတ်တွေဟိုဟာဖြစ်တယ်နော်ကိုမိသားစုလည်းကိုစိတ်ထဲမှာဒေါသတွေထွက်တယ်ကိုကလေးလည်းကိုစိတ်တွေတိုးတယ်အဲကိုဈေးဝယ်သူပုံမှာတော့မှခိုင်ကစိတ်တွေတိုးတယ်သူကအဓိကလောက်တာကလေခိုင်ကိုပဲလောက်တာပေါ့ဘာလို့လဲဆိုတော့ ခိုင်းရအရင်တော့လက်ကြလေတနာပြောသူ့ကိုပေးကန်ကျွေးမွေးတယ်နော်တယောက်ရှိခွေလည်းခေါ်ပြီးတော့ကျွေးတယ်အံပေါင်းနေလည်းပေးတယ်ပြီးလို့ရှိရင်အဲဟိုပေါ့ငါးချောက်တွေပါတယ်သူ့ကိုကျွေးတယ်ကတ်ထူတွေဆိုလည်းလေတရက်တရက်အိမ်မဆေးရောက်နေရအိမ်ဆိုကတ်ထူတွေလည်းအများကြီးရတယ်ကတ်ထူတွေလည်းပေးတယ်ကတ်ထူတွေပေးတာအဲဘူးတွေပလုံးတွေလည်းပေးတယ်ဗောနော်ကတ်ထူပေးတာကတ်ထူကကတ်ထူကတက်မိုးကြီးလားတက်မိုးရှိလားကတ်ထူကြောင့်လူတယောက်ကိုထီလို့လုတ်တယ်ဆိုတာယုံသိမ့်လားမယုံခိုင်ကိုသူကတမင်တကာစီးပွားပြက်အောင်လုပ်တာ ဒီနေ့ကတော့တာသမီးတွေမျက်နှာနဲ့ခိုင်ရခွတ်လုပ်ပေးခဲ့ရတယ်သူ့ကိုအခုခိုင်ရရက်ွက်ရုံပဲသွားတယ်ဗောနော်ရက်ွက်ရုံသွားတယ်ရက်ွက်လူကြီးနဲ့တွေ့တယ်အဲ yes scan သွားဖို့တောင်မှကိုခိုင်ကိုတားကြလို့ yes scan မသွားတော့ရက်ွက်ဒီခိုင်တို့လမ်းထဲကလူတွေကလည်းအယံအံ့အော်တယ်ဟုတ်ပါမလားဖြစ်နိုင်ပါမလားလည်းလည်းမေးကြည့်ပါဦးလေသူတို့မိသားစုစီရိုက်ကသူတို့ဒီမှာနေတာဆန်နှစ်လောက်ရှိပြီလို့ပြောတယ်အဖွားကြီးကလည်းကြတော့ဟိုကပေါ့နော်သူတို့နေရာမှာအခြေအနေမကောင်းတော့လေအခြေအနေမကောင်းတော့သူကဒီမှာလာနေတာ သူပြောတာတော့မသိဘူးပြောတာပဲသူ့မိသားစုတွေကမသိဘူးသူ့မိဒီလိုလောက်တာကိုမသိဘူးလို့ပြောတာပဲဂျုံနိုင်စရာအကြောင်းမှမရှိတာဟုတ်တယ်မလားသူတို့ကတဲ့မနဲ့ဆိုရင်တဲ့ဟိုဘော၄နာရီဟို၃နာရီလောက်ဆိုရင်တဲ့ဈေးရောင်းထွက်ရလို့တဲ့သူ့မိဒီလိုလောက်တာမသိဘူးတဲ့သူ့မိကမနဲ့၄နာရီမှချီးထပ်ပါတာလည်းမဟုတ်လीညကတည်းကသူကပါပြီးတော့ဟိုတနေကုန်စားထားတောက်ထားတာညကတည်းကပါပြီးတော့ထားထားတာလीမဟုတ်လား ညကလေးက तू ပါပြီးတော့ထားထားတယ်မနေ့ကျမှဟိုဥပမာခိုင်နှုတ်ဆိုရင်ဥပမာထားလိုက်တော့ခိုင်အမေကဒီလိုချီးပါထားတယ်ဆိုရင်တော့မာဘာလို့တာလဲမေးဦးမယ်လေကိုယ့်အိမ်သားတွေရှိနေရလေဟုတ်တယ်မလားကိုယ့်အိမ်သားတွေရှိနေရ तू တော့တက်ရုံမှချင်းလို့လှုပ်ထားတာပြီးလို့ရှိရင်သူ့သမီးကခိုင်ကိုရှီခိုးပြီးလဲတောင်းပန်တယ်ရှီခိုးပြီးလဲတောင်းပန်တယ်သူ့အမေကလည်းသူ့အမေကတော့တောင်းတာတောင်းပန်ရတာနော်တောင်းပန်ချင်တဲ့စိတ်မရှိဘူးဘာလို့လဲဆိုတော့မတောင်းပန်ရင်လည်းသူ့တန်နိုင်ကြတဲ့ဝင်ရတော့မှာအဲသူ့သမီးဘယ်နာနေတာလို့ဆိုတော့သမီးတို့အိမ်ရှိအိမ်ရှိ အာခိုင်တော့ကအိမ်နံပါတ်၈မြင်းကြီးတက်သူကအိမ်နံပါတ်ကိုပထမတက်နော်အိမ်နံပါတ်ကိုပထမတက်မရှိလို့စင်းရဲလို့ဒီလိုမျိုးမပေးလက်ခံနေတယ်သူကလေအလုပ်လဲလုပ်စရာမလိုဘူးသူသားသမီးတွေကသူ့ကိုပေးထားတယ်ကျွေးထားတယ်အဲအလုပ်လုပ်နေတယ်သူဆိုတော့မိဘကိုမကြည့်ဟိုပေါ့မိဘရဲ့စိတ်ထဲမှာဘာဖြစ်နေလဲမကြည့်မိတာပေါ့ပြီးလို့ရှိရင်လေသူကလေခိုင်တော့တအိမ်ပဲဆက်စုလာမှာပေါ့နော်နေရာတိုင်းမှာစကားရောင်းစကားကွယ်အရန်များတယ်ဒီလိုလေ ခိုင်တိတယ်တည်းလားဒီလိုမျိုးအသက်ကြီးတဲ့လူအလုံးမရှိတဲ့လူတွေပဲလေအဲ့လိုမျိုးစကားရောင်းစကားဝယ်လို့လေခိုင်တို့မှဆိုရင်မင်းနဲ့မိုးလင်းလာတယ်ဆိုရင်လေခလေးကိုလုတ်ပေးရဈေးရောင်းဖို့ဆိုတခါလေးဆိုခိုင်တို့မှစာမပြန်နောက်ကျလာတယ်ဆိုရင်တော့မလို့လေအဲ customer တွေကလေအဲဈေးဝယ်မလို့ဖုန်းလေးဆက်အဲဒါမျိုးအဲဒီကားလေးခောက်ပြီးဈေးလေးလာဝယ်အဲ့လိုမျိုးတီးကိုခိုင်တို့မှတရက်မှကိုမအားရအောင်မနားရအောင်ခါတိုင်းဆိုတနင်္ဂနွေနေနားရခလေးမွေးပြနောက်ပဲမှာတနင်္ဂနွေဆိုတာလည်းမတီးဘူးညဆိုတာလည်းအချိန်လည်းမမှန်တော့ဘူးဦးပေါ့နော်တရားဆွဲပြစ်လိုက်ဆိုတာလေတမီးတို့တရားဆွဲကျင်တယ်တမီးတို့တရားဆွဲကျင်တယ်ဘာလဲဆိုတော့ ဟိုပေါ့တက်ကြီးနေပြီကိုကဒီလိုမျိုးလှုပ်လိုက်လို့လဲသူ့အတွက်ကတော့ဒီထဲဝင်သွားရတာပဲဖတ်တယ်မယ်ဘာမှလည်းဟိုဘာဖြစ်မှာမဟုတ်ဘူးတမီးမျက်စိရှိရနေလောကပြက်ကွယ်သွားအောင်လုပ်ပေးမယ်ဒီလိုလာလို့ရှိရင်သူ့အခုကတော့ဒီရက်ခွက်ထဲမှာသူနေလို့မရတော့သူ့အစင်ကနေလည်းပယ်လိုက်ပြီဒီရက်ခွက်ထဲမှာလည်းနေလို့မရတော့ဘူးဟောနော်မာရအမားတို့ပြောတဲ့အတိုင်းဖြစ်ချင်တာဝခိုင်းရလေအရန်ကိုဖြစ်ချင်တာဒီလိုမျိုးဖြစ်ချင်တာဒါပေမဲ့လေလေကိုကလူကြီးတွေနဲ့နေရတာမို့လို့လေလူကြီးတွေရဲ့စကားကိုလည်းနားထောင်တယ်ဘာလို့မနာလို့လာလဲဆိုတော့လေ ခိုင်းရနော်ခိုင်းခိုင်းအိမ်မှာအာဂတ်ထူစက်ကူတွေဘူးတွေခွက်တွေပေါတယ်ဘာလို့ဈေးဈေးရောင်းတဲ့အိမ်မို့လို့ဂတ်ထူစက်ကူတွေဘူးတွေခွက်တွေပေါတယ်ပေါတဲ့ဟာကိုအရင်တော့ကတော့သူ့ကိုပေးနေခိုင်းတော့ဟိုကိုလည်းမရောင်းဖြစ်ဘူးလေကိုလည်းမရောင်းဖြစ်ဘူးတန်လိုတဲ့သူပေးလိုက်တယ်အာအခုနောက်ပိုင်းကတော့မပေးတော့ဘူး အဲအမိုက်ကောက်သူမှာခိုင်တို့အိမ်ကြီးရှိမှလေတွန်းလဲအမိုက်ကောက်သူမှာတယောက်ရှိတယ်သူကလည်းကြောက်ခိုင်တို့အမိုက်တွေအများနဲ့တွန်းတော့ပြစ်ပေးနေတော့သူ့ပဲပေးလိုက်တယ်ဒီအမိုက်တွေကဘယ်သူ့ကိုခေါ်ပြီးတကူးတကပေးမယ်အရင်တော့လည်းကြောက်တော့အဲသူကတော့လေအမိုက်မြင်ရင်လေလာလာကြီးပြောဒါယူလို့ရလားအဲ့လိုမျိုးလာလာမေးတယ်ဘောနော်အခုနောက်ပိုင်းကတော့ခိုင်တို့ကအမိုက်ကိုဟိုဘောနော်အမိုက်ကောက်သူမှာတခါလဲသူကတခါလဲယူသွားတော့သူ့ကိုသူသူသူကိုလည်းအဲ့လောက်ထိအမိုက်တစ်ခုကိုဒီလူကိုပေးမယ်ဆိုပြီးလည်းအဲ့လောက်ထိလည်းမစဉ်းစားထားဘူးအမိုက်တွန်းလဲတယ်ကိုပေးလိုက်တယ်ရောအကိုယူကအကိုပါကိုရောင်းပြီးယူနော် ဲ့လိုမျိုးပြောလိုက်တယ်။ तू ကလည်းကြတော့ဘာလဲဆိုတော့အဲ့လိုသူ့ကိုမပေးဘူးတဲ့အခုအခုရုံးရောက်တော့ခိုင်မေးတယ်လေ။ဘာဖြစ်လို့ဒီလိုလုပ်တာလဲ။ခိုင်ကဘာများမုံတီးနေလို့လဲ။ခိုင်ရရောဘာများလုံးပြီလို့လဲ။တခါလေကျကိုကပြောမနိုင်ဘူးလေ။မားတဲ့စကားများရှိကြလား။အဲ့လိုမျိုးလည်းမရှိဘူးလေတဲ့။အဲ့ဆိုခိုင်ကဘာလို့ဒီလိုလုပ်တာလဲပေါ့နော်။အဲ့နဲ့သူ့ကိုလည်းစက်ကူမပေးဘူးတဲ့။အဖွားလို့ဒီစက်ကူကအဖွားတို့အရင်တက်မိုးကြီးလားလို့တမီးတို့အဲ့လောက်လောက်ရအောင်လို့ ဒီချီးတဲ့အခွားတရက်ထဲလာတော့တာမဟုတ်ဘူးလေလို့နေတိုင်းလာတော့တာဘာဘာလို့ဘာလို့အဲ့လိုမျိုးလုပ်လဲဒီလိုမျိုးချီးတဲ့လာတော့လိုက်လို့ပေါ့တမီးတော့အကတ်ထုတွေပေးလိုက်ပေးလိုက်မယ်လို့ထင်လို့လားလို့တချို့ကလည်းကြာအိမ်ငွေ့ချတယ်လို့ပြောတယ်ညာပဲအိမ်ငွေ့ချပြီးရောတဲ့အိမ်ထဲကိုတဲ့တခိုးဝင်ကျင်လို့တဲ့ဟုတ်တယ်သူကနော်သူကအရှင်းနှင်းရတော့ဒီတိုင်းပဲဒီဒီဒီခေါင်းဖြူစပင်းဆန်နှုံးလေးနဲ့ဒီလက်ပြက်ကသူအမြဲဝဲသူသူ့ပုံစံဒီရက်ွက်ထဲမှာလည်းဒီပုံစံဒီတယောက်ပဲရှိတယ် ဟောနော်ခိုင်တို့ရက်ကွက်ကလည်းဟိုစင်ရဲမွဲတင်နေတယ်ရက်ကွက်လည်းမဟုတ်ပါဘူးပတ်စံရှိရှိငငကြီးအများကြီးပဲခိုင်စီမှာဈေးဝယ်တဲ့သူတွေလည်းအများကြီးခိုင်ကိုချစ်ခင်လို့အားပေးခြင်းလို့လာဝယ်တဲ့သူမှလည်းအများကြီးပဲနော်အဲ့ဒါကို तू ကနေပြီးတော့သူ့ကိုတဲ့အရင်တော့လို့လည်းမခေါ်တော့ဘူးတဲ့မပြောလည်းမပြောတော့ဘူးကတူတွေလည်းမပေးတော့ဘူးတဲ့အဲ့ဒါတွေတွေ့တဲ့ तू တဲ့ဟိုအမိုက်ကောက်သမားကိုပဲပေးပေးနေတော့တဲ့ तू तू မကျေနပ်ဘူးလေတဲ့ तू စိတ်တွေတိုးတယ်အဲ့ဒါကြောင့်မူလေ तू လောက်တာတဲ့ချီးနေနေတိုင်းတော်တယ်ဒါတော့မှလေခိုင်ကလေ CCTV မှာအရှင်းနေရက်ကသူ့ပုံကိုမှတ်မိပြီးသား အေးဒီနေ့ကတော့ဟိုပေါ့ရက်ွက်ထဲမှာလဲဒီလိုမျိုးကိုကသူဆိုရင်ဓာတ်ရိုက်မပြောသေးဘူးနော်လူတယောက်ကိုဓာတ်ရိုက်မပြောသေးဘူးနောက်တစ်ခါကျရင်တိတ်ချာအမိဖမ်းမယ်ဆိုပြီးတော့ပြောတာအဲ့လိုမျိုးပဲပြောတာနော်ဒါညဒီညကျတော့ तू ကအရှိရက်တွေလိုမျိုးဒီတိုင်းမလာတော့ဘူးဒီနေ့ကနည်းနည်းနောက်ကျတယ်ခါတိုင်းဆို၄နာရီ၄၁ပုံမှန်လာတယ် तू အချိန်တိကျတရချာမာကနန်းနဲ့လာတယ်အချိန်တိကျလာတယ်နော်ဒီနေ့ကလည်းကျတော့ဒီနေ့ကလည်းကျတော့အချိန်ကတော့အတိကျတော့ မဟုတ် तू ကလူမလစ်တာလည်းပါမယ်ထင်တယ်နည်းနည်းအချိန်နောက်ကြတယ်နောက်ကြတယ်ပြီးလို့ရှိရင်ပစိုးချုံလာတယ်ပြီးတော့တဲ့တဲ့မလာတော့ဘူးဘေးဆောင်ပြီးတော့ကိုယ်ဝိုက်ပြီးတော့ဘူးလာတယ်ဒါပေမဲ့လေ तू ကသူ့ကိုယ်သူညံအရန်ပြေးတယ်အရန်တော်တယ်လို့ तू ထင်တာခိုင်တော့ CCTV တက်တာ CCTV ကအပြင်မှာတက်လို့ရှိရင်အခုခေတ်ကလည်းတခိုးတွေပေါ်တော့လေခိုင်အောင် CCTV တက်ပေးတယ် तू ကပြင်မှာမတက်နဲ့အထဲမှာတက်အဲ့ CCTV ရဲ့ကျေးဇူးတွေလည်းအများကြီးပါတယ်နှုတ်မဆိုရင်လေခိုင်တော့လေမသိပဲနဲ့လေဒီအရုပ်နေတိုင်းစင်းနေတိုင်းခိုင်မြန်နေတိုင်းလို့အောင်ပါ ဲ့အဲ့ဒါဒီ CCTV မှာမြင်လိုက်တော့ဟဲ့ဘာလို့ဒီလိုလောက်တာလဲပေါ့ဒီဖိုင်းကြီးကငါနဲ့လည်းရညူးမရှိပါဘူးလို့အိမ်မှာလိုက်လိုက်မိတယ်နင်တို့ပြဿနာဖြစ်တာလားစကားတွေများထားသေးလားဒီပြီးတော့လေကိုကလေအဖြစ်အကြောင်းကြီးကိုသိချင်နေပြီအရင်သိချင်နေပြီဟာဟိုဒီအဲ့နဲ့လေဒီနေ့လက်ကြတော့လေမလုံလောက်တော့ဘူးထင်တာတကယ်လာလောက်တယ်တော့အဲ့ဒါတော့ခိုင်တော့ကလေ CCTV ကြည့်ပြန်ခါလေးခေါ်ချလိုက်တယ်စင်းလာလို့ခိုင်အိမ်ချိန်မှာခိုင်ရင်ကျင်းမှုဆိုတာနားမလဲတော့ခိုင်မသိတော့ဘူးနင်းနဲ့ငါနဲ့ပြောတယ် နင်းဘာလို့ဒီလိုလုပ်တာလဲလို့နင်းနဲ့ငါနဲ့ရန်ညိုးရှိလားလို့နင်းအသက်ကြီးနေပြီလေလို့နင်းဖျားတရားလောက်ရမယ့်အရွယ်လို့ငါငါ့ကိုနင်းတိုက်ခိုက်ရမယ့်အရွယ်မဟုတ်ဘူးလို့နင်းနဲ့ငါနဲ့ရန်ရန်လူပဲလည်းမဟုတ်ဘူးလင်းလူပဲလည်းမဟုတ်ဘူးလို့နော်ငါအမေနဲ့လည်းနင်းရန်ညိုးမရှိဘူးငါအိမ်ရမိသားစုနဲ့လည်းရန်ညိုးမရှိဘူးငါနင်းတို့နင်းကိုဘာများလောက်ခဲ့ဘူးလို့နင်းကဒီလိုမျိုးလုပ်တာလဲလို့ဟုတ်လားလူဆိုတဲ့ဟာကလေမြန်မာလူမျိုးတွေကတနာတက်တယ်တနာတက်တော့အဲ့ကြောင့်မလို့အထိနာတာဒီလားတနာတက်တယ်လိုချင်လို့ရှိရင်ကိုကဒီပစ္စည်းတစ်ခုလိုချင်လို့ရှိရင်မခိုးရဘူး တောင်းရတယ်သူများတနာအောင်ပြောတတ်ရတယ်အဲသမီးရေအဖွားတော့ဒါလေးလိုချင်တယ်ဒါလေးပေးပါလားအဖွားဒါလေးရောင်းမြို့မဟုတ်လို့ချင်လို့ပြောလို့မရဘူးလားနော်ပြောလို့ရတယ်နော်မဲသူမပြောခိုင်းရခိုင်းရပို့တော်တနာတည်းခိုင်းရလေခိုင်းစီမှာငါ6တီဆိုရင်အမိုက်အမိုက်ကားစီပင်ကလူတွေလဲကျွေးတယ်ခိုင်းဟိုပေါ့အဲဒီနားမှာလေဟိုလှုပ်တဲ့လူတွေလဲပေးတယ်ကျွေးတယ် မတတ်နိုင်တဲ့သူတွေပေါ့နော်တတ်နိုင်တဲ့သူတွေကခိုင်းစီမှာလာဝယ်ကြပါတယ်ဟိုပေးဟိုဟိုပေးစရာမလိုခိုင်းစီမှာလာဝယ်ကြတယ်မရှိတဲ့လူတွေဆိုခိုင်းရပေးတယ်နော်အဲတော့ကြော်စားချက်စားခိုင်းအိမ်မှာဟင်းကောင်းကောင်းချက်ရအောင်မလေးသူများကိုကြွေးချင်မိုးချင်တဲ့စိတ်ကလေးနော်ဒါခိုင်းနဲ့ခိုင်းအကြောင်းသိပြီးခိုင်းခိုင်းဈေးဝယ်လာတဲ့သူတွေလည်းခိုင်းကိုသိမှာပါနော်အဲ့အဲ့လိုမျိုးဒီခိုင်းကဟိုပေါ့ကိုချင်းစာတနာတဲ့အထဲမှာပါတယ်အခုတော့ဘူးမှကိုချင်းမစာနိုင်တော့ ကိုခံရတာကိုပဲတည်အခုကိုဒီတလလုံးလုံးစီးပွားရေးမှာအများကြီးပဲကိုနင့်နာမှုတွေအများကြီးရှိပါတယ်သူရော်ပေးမလားရော်မပေးနိုင်ဘူးလေနော်ကိုမိသားစုရဲ့စိတ်ဝမ်းကွဲကုန်တယ်သူပါအစားပြန်လုပ်ပေးမလားသူမလုပ်ပေးနိုင်ဘူးအခုသူ့ကိုကိုကခွင့်လွှတ်လိုက်ရတယ်လက်မှတ်လေးတစ်ခုနဲ့ပဲခွင့်လွှတ်လိုက်ရတာပြီးတော့ကိုကကလေးအမေလည်းဖြစ်နေကလေးတစ်ဖက်နဲ့ဟိုရှောက်သွားဟိုဟိုယုံသွားဒီယုံသွားဟိုအမှုလိုက်ဒီအမှုလိုက်တာမလုပ်ချင်တော့လို့လူကြီးတွေလည်းဖြောင်းဖြားလို့လုပ်ကိုမလုပ်ချင်တော့လားဒါပေမဲ့ခိုင်းမှာလုပ်စရာအများကြီးရှိတယ်ခိုင်ဖျားတရားလုပ်ရမယ်ပြီးလို့ရှိရင်ခိုင်အိမ်ရှိမှာဟိုသူချီးပါသွားတဲ့နေရာကို အစစ်စစ်တီးရတာနောက်တစ်လုံးတက်အောင်မရှိမှာမယုံကြည်ဘူးနောက်တစ်ခါမလာလို့ဘူးဆိုတော့မယုံကြည်ဘူးအဲသူ့ကိုတော့ဒီရက်ွက်ထဲမှာနေလို့မရတော့ဘူးဒီကြောင်မြောင်းခိုင်းတော့ဒီကြောင်မြောင်းမှာသူကလုံးဝနေခွင့်မရှိတော့ဘူးနော်ရက်ွက်လူကြီးကတော့ပြောတယ်သူ့ကိုရန်ကုန်မြို့မှာတော့မနေခိုင်းတော့ဘူးတဲ့သူရက်ွက်ထဲမှာလည်းမနေခိုင်းတော့ဘူးတဲ့ဒီလိုမျိုးလာလို့တာမကြိုက်ဘူးတဲ့အဲ့လိုမျိုးပြောတယ်ဒါပေမဲ့သူစိတ်ဆိုမပြောနိုင်ဘူးလीနော်အဲ့ကြောင့်မလို့ကိုမျက်စိရှင်းနောက်တစ်ခါပေါ်လာတယ် နောက်တစ်ခါဒီလိုမျိုးဖြစ်တယ်ဆိုရင်တော့သူပဲသူတစ်ခါလဲဘယ်သူမှမစဉ်းစားတော့ဘူးဘယ်သူရဲ့ထောင်းပြချက်မှလည်းလက်မခံတော့ဟိုကမလုပ်တော့ဘူးတစ်ခါလဲထောင်းနေဦးပုံမှာဘာမှလည်းမြင်များဆဆမပြောတော့ဘူး